ုံးမမင်္ဂလာပါရှင်။ဆရာမဂျူလီယာမြင့်တရေးသားထားတဲ့ဖြည့်ရန်ကြံသောစထုံးများဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းလေးကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်။ဖြည့်ရန်ကြံသောစထုံးများအပိုင်းလေးတက်လျာတယောက်ဆီဗျူဘင်္ဂလိုလေးတနေရာရှိရောက်ရှိနေသည်။ဒီလို နေ့လက်ဘက်အချိန်မျိုးဆို အပန်းဖြေလာသောဧည့်သည်များ အခန်းပြန်နားနေလေးရှိတတ်ကြသည်။ အချို့ကတော့ Gorange ချီကျွန်၊မြွေကျွန်ဘက်စသဖြင့်ခရီးကူးသွားတတ်ကြသည်။နေလဘက်တွင် နေကြီးစာဖတ်နေတော့တက်လျာကဟိုဒီဒီရှောက်ကြည့်မိပြောပြီးရှေ့ဖြစ်ဟောသောအမကိုရှာရန်ထွက်လာခဲ့သည်။ထိုအမပြောခဲ့သောတောင်စုံဘန်ဂလိုလေးရှိ၌ရစ်တီရစ်တီလုံနေမိသည်။ရှိရောရှိသေးရဲ့လား။တကားခောက်ရင်ကောင်းမလား။ ရေကူးဝစ်စုံတချို့ထုတ်လွှမ်းထားတာတော့တွေ့ရသည်။မမဘာလုပ်နေရလဲ။ဘသူ့ကိုရှာရလဲဟင်။တက်လျာနောက်တော့ပိန်ရှိရှိကလေးမလေးတယောက်ရောက်နေသည်။ကလေးမလေးကထိုအမ၏သမီးလေးဖြစ်ပုံရသည်။တနေ့တုန်းကတက်လျာတို့နဲ့အမရှိနေတော့လာခေါ်သွားတော့ကလေးမလေး။ညီမလေးမမကသမီးမမေနဲ့တွေ့ဖို့ခဏလာခဲ့တာ။သမီးမမေနဲ့ပြောစရာရှိလို့ ခေါ်ပေးပါလိုက်ရင်ဟုတ်ခဏလေးနော်ခုနကမေမေတရားထိုင်ပြီးကြံနေတာပြီးပြီလားကြည့်ပေးမယ်နော် thank you မမဒီကနေစောင့်နေပါမယ်တအောင်နေကြကလေးမလေးပြန်ထွက်လာသည်တက်လျာကိုလက်ရက်ခွေရင်မမကြီးမေမေကဝင်ခဲ့ပါတဲ့တက်လျာကလေးမလေးဖွင့်ပေးတော့တကားမဝင်ခဲ့လိုက်သည်အခန်းထဲကစက်တီဘော်တွင် ထိုအမထိုင်ဆောင်နေတာကို တွေ့ရပြီးတက်လျာကို ပြုံးပြလိုက်သည်ထိုင်မညမဟိုကလေးမနေကြီးဆိုလားသူတော့လာမှာမဟုတ်တော့သေးဘူးလို့ထင်သားပါတယ်တက်လျာကထိုအမနဲ့မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီးဟုတ်ပါရဲ့မမနေကြီးကအစကတည်းကရှင်းပြမေးလို့မရှိပါဘူးတက်လျာလည်းသူ့လိုပါပဲဒါပေမဲ့တက်လျာတို့ကြားမှာထူးဆန်းတာတခုခုခံစားနေရလို့ပွန့်ပွန့်လင်းလင်းပြောရရင်တော့ မကောင်းတဲ့ခံစားချက်ပေါ့နော်ပထမတော့ psychiatrist စီကိုသွားကြဖို့နေကြီးကို တိုက်တွန်းမှသေးတယ်တက်လျာကိုယ်တိုင်တတိထားမိလာတာလေးတွေရှိလာပါတယ်အဲ့ဒီတခုကတဘာဝလုံလားပေါ့နော်မမအကြောင်းကိုလည်းတက်လျာရဲ့တငယ်ချင်းတချို့စီကနေကြားဘူးထားစာရှိပါတယ်မမဒါကြောင့်ဒီကိစ္စကိုမမနဲ့အရင်တိုင်ပင်ဆွေးနွေးခြင်းစိတ်ဖြစ်လာပြီလို့နေကြီးကိုမပြောပြဘဲထွက်လာတာပါထိုမကဆူဆိုင်နားထောင်နေရင်းမှာ မြမလေးမလာခင်ကတည်းကမမလည်းစိတ်ကြောက်နေမိသေးတယ်။နေကြီးဆိုတဲ့ကလေးမလေးနဲ့ပတ်သက်လို့ပေါ့။ကန်းကြီးကခုံမှာသူ့ခရောင်ကရမ်းတွေဖြစ်နေတော့ကလေသူ့ကိုယ်ကထုတ်လွတ်နေတဲ့လှိုင်းတွေမှာ electromagnetic wave တွေလိုရာထက်ပိုထုတ်လွတ်နေတယ်လို့ dark energy ရောထွေးနေတယ်။မျက်လုံးအကြီးကလည်းတက်မဲ့အယောင်ဆင်းမျိုးပဲ။တက်လျာကြီးအိမ်မက်နဲ့ဆက်လျင်းပြီးပြောပြချင်နေတော့လေထိုအမစကားကိုအရင်နားထောင်ကြည့်ဖို့စဉ်းစားလိုက်သည် အမားကတက်လျာကိုမေးလိုက်သည်။ "तू အဲ့လိုဖြစ်နေတာဘယ်လောက်ကြာပြီလဲ။တိတိကျကျဆိုရင်တော့လေးလဝင်းကျင်ရှိပါပြီ။မမကိုတက်လျာအပြည့်စုံပြောပြတော့မယ်နော်။တက်လျာတို့ကဆရာဝန်တွေပါ။ကုထုံးနဲ့ဇေဝဗီရာဆိုင်ရာအတွက် သူတည်တနာပြုနေကြပါတယ်။အဲ့ဒီအတွက်လဲဌာနရဲ့ laboratory တုံးချရတာပေါ့နော်။နေကြီးကဆက်စပိုင်းတွေမှာအဲ့လောက်ခြေနေမစိုးခဲ့ဘူးမမ။ဒါပေမဲ့လေ လက်ခံတဲ့အရောက်များတဲ့အခါမှာတိတာလာတော့တာပဲနေကြည့်နာရောက်တိုင်းတက်လျာမှာဘာမှမသိတဲ့ခံစားချက်ကြီးတခုရနေတယ်ကြောရဲစိတ်နေတာစိတ်ကြီးလေးလာတာတခါတလေသပင်းတွေပါထောင်လာတယ်လို့ပေါ့အဲ့လိုကြုံရတဲ့သဘောကစိတ်အခြေခံမှာရှိနေတဲ့မနှစ်မြို့စိတ်ကနေ response လောက်တာလို့သတ်မှတ်ပြီးညီမမိမိပြျောက်ပြောက်ထားလိုက်ပါတယ်ဒါပေမဲ့လေ ်နေကြီးကလက်မှာတကယ်ရှိမနေတဲ့လူတယောက်ကိုရှိနေတဲ့အောင်ဖန်တီးပြီးစကားတွေအပြန်အလှန်ပြောနေရမျိုးတွေလုပ်နေတာတွေ့လာရတယ်။တက်လျာတကယ်လန့်လာမိတယ်မမ။သူ့ကိုစကားသွားပြောရင်လည်းချက်ချင်းမကြောက်ဘူး။အတင်းလှုပ်ခေါ်မှရတယ်။နေကြီးဖြစ်နေတာဆက်ယောဂါဆိုတာတေချာသလောက်ရှိပြီလို့လည်းတွေးနေကြတာပေါ့နော်။နောက်အရေးကြီးတာလေးပြောပြခြင်းသေးတယ်။အဲ့ဒါကတော့တက်လျာကြုံခဲ့ရတာလေးပါ။ တက်လျာလုံခဲ့တဲ့လကကားအစီးတန်းဖြစ်သေးတယ်မမမဖြစ်ခင်ညကတော့ night duty ဆင်းရသေးတယ်လေမနက်လင်းကနီး duty မထွက်ခင်မှာနားနေကန်တဲ့ခဏမင်းနေတော့တက်လျာကိုသပင်းရှိရှိမျိုးသမီးတယောက်ကလက်ကိုပုတ်ပြီးလာခေါ်တယ်အိမ်မက်လူလူတကယ်လူလူတွေ့လိုက်ရတာပေါ့အခန်းနံပါတ်204မှာအရေးပေါ်ဖြစ်နေလို့လိုက်ခဲ့ပါတဲ့ညီမလည်းမင်းနေရကထပြီးနှစ်ချက်ကိုယူ သူ့နောက်လိုက်သွားတယ် အပေါ်ထပ်သွားမယ်လေကားနာရောက်တော့လာခေါ်တဲ့အမျိုးသမီးကိုမတွေ့ရတော့ဘူးအပေါ်ထပ်ကအခန်းတွေမှာလဲ in case ဖြစ်နေတာတခန်းမှမတွေ့ရဘူးဒါနဲ့အစွန်ဆုံးတခန်းကိုရောက်လာတယ်အခန်းဖွင့်ကြည့်လိုက်တော့ကရင်ဟောင်းတွေလူနာတင်လဲဟောင်းတွေနဲ့လူနာတွေမထားတော့တဲ့ခတ်မောင်မောင်အခန်းကြီးတက်လျာအယိုးရဲစိတ်တက်လာအောင်ချမ်းသွားတယ်ညှိစွစွအနံ့လဲရလိုက်တယ်ဒါပေမဲ့တက်လျာတိတ်ပင်ပန်းနေပြီ စေယုံပတ်ဝန်းကျင်ဆိုတာကလည်းဒီလိုအမြင်ဒီလို ခံစားချက်တွေကမထူးဆန်းတော့ဘူးဆိုတော့လေနာနေခံကိုပဲဒီတိုင်းပြန်လာလိုက်တာပေါ့နော် နာနေခံပြန်ရောက်တော့တက်လျာကိုကြံခဲ့တဲ့နတ်စ်နှစ်ယောက်ကမျက်စိပြဲမျက်နှာပြဲနဲ့လှမ်းကြည့်နေတယ်။ဖယ်ခန်းကိုသွားတာလဲဘာကိစ်တွေ့ခဲ့ရလဲပေါ့လေ ဝိုင်းမိကြတယ်။တက်လျာလည်းအခန်းနှစ်ရလေးဆိုလို့သွားရှာတာမတွေ့ခဲ့ဘူးလို့လည်းပြောလိုက်ရောသူတို့တွေထိထိလန့်လန့်ဖြစ်ကုန်တယ်။အဲဒီဝတ်မှာ ခုတလောအချိုးဆရာဝန်တွေဂျုံနေရတာကနားနေခံနေရှိနေတော့အခန်းထဲရလေးကိုလိုက်ခဲ့ပေးပါဆိုပြီးအရေးပေါ်ပုံစံမျိုးလှလှခေါ်ခံနေရတယ်။ခေါ်တဲ့လူကိုဘေးနာလူတွေမမြင်ရပဲအိမ်ငိုက်နေတဲ့ဆရာဝန်ကပဲမြင်ပြီးလိုက်သွားတတ်တယ်လေမမရဲ့။သူတို့ကပြန်ပြောတော့မှတက်လျာလဲကို့အဖြစ်ကိုလမ်းမိတော့တယ်။တက်လျာတို့ဆရာဝန်တွေဆိုတာခြေပြက်လက်ပြက်တွေကိုရင်းကလေးစားတွေစေးရိမ်ဆိုင်ထားတဲ့အခန်းတွေမှာလဲစားကြက်ခဲ့ရတာဆိုတော့ အကြောက်တရားကကြကြဖြစ်ခွင့်တော့မရှိလိုက်ပါဘူးလေ။ဒါနဲ့ပဲဂျူတီပီးယာနဲ့တက်လျာအင်ကိုကားမောင်းပြန်ခဲ့လိုက်တယ်။ခေါင်းထဲမှာမူးရဲရဲနဲ့အေးလေးမွားခဲ့ရအောင်။ပစုံနောက်နားမရောက်ခင်မှာတက်လျာနားတယ်။စူးစူးဝဝအော်ဒန်အော်လိုက်တယ်လို့အတန်ကိုကြားလိုက်ရပြီးရုတ်တရက်မိုက်ခနဲ့ဖြစ်သွားတယ်။ဒါပေမဲ့တတိနဲ့ထိန်းလိုက်ပြီးဆက်မောင်းခဲ့တယ်။ရှေ့မီပွိုင်နားမရောက်ခင်တက်လျာက YBS တစည်းရဲ့ဘေးလန်းကျောကနေကြော်တက် မထင်မှတ်ပဲ YBS ကားကြီးကတက်လျာကားဘက်ကိုခေါင်းထိုးလာခဲ့တယ်။ကြော်နေတဲ့အချိန်ပြင်းပြင်းနဲ့ပဲတက်လျာကားကလမ်းလေတုံးကိုစောင့်တိုက်မိပါရော။ကားပါမြောက်တက်ပြီးမှောက်တော့တာပဲမမ။တက်လျာလုံးဝသတိလစ်မသွားပေမဲ့အချိန်နဲ့မှောက်တဲ့အချိန်အသေးစိတ်လွတ်တလို့ဖြစ်သွားတယ်။ဇေယုံမာတို့ကမြင်လိုက်မိတဲ့သပင်ရှိရှိနဲ့အမျိုးသမီးကိုအာယုံတစ်ခုလုံးလွှမ်းမိုးထားသလိုထပ်တွေ့လိုက်ရတယ်မမ။ တက်လျပါစက်တဲကိုသူ့စပင်မွေးတွေအများကြီးဝင်နေတယ်လို့လည်းမြင်မိတယ်။အဲ့ဒီအချိန်မှာတက်လျငငယ်ကလေးကရွတ်လာတဲ့ပထန်းကိုရုတ်တရက်ခေါင်းထဲပေါ်လာပြီးအတန်ထွက်နိုင်အောင်အတင်းရွတ်လိုက်တယ်။သတိလည်းကောင်းကောင်းရှိလာတယ်။တက်လျကားတကားကဖွင့်လို့ရနေသေးတော့လေးဘက်ထောက်ပြီးရောင်းအောင်ထွက်ခဲ့လိုက်တယ်မမကြီး။တေကံမကြုံသေးလို့ပဲပြောရမှာပေါ့။တစ်ချိန်လုံးငြိမ်သက်စွာနားထောင်နေသောအမကတက်လျကိုပြန်ပြောလာသည်။ ခန္ဓာကိုယ်ရဲ့ရုပ်အားစိတ်အားတွေပြော့တဲ့အချိန်ကံအားတွေလျော့တဲ့အချိန်မှာပရတွေရဲ့စိတ်အာယုံထိန်ချုပ်မှုခံရတတ်တယ်။တက်လျာကိုဘာကြောင့်အနောက်ဆက်ပြူရလောက်တဲ့အထိဆက်ွယ်လိုတာလဲဆိုတာအဖြေရှာကြရမှာပေါ့လေ။ဟုတ်မမနောက်တစ်ခုတက်လျာပြောချင်တာကလေဆေးရုံမှာရောကားမောက်သွားတဲ့အချိန်မှာရောခုငွေဆောင်မှာမမရှိတဲ့နေရာကိုတက်လျာလာမတွေးခင်အချိန်အထိ မှတ်တဲ့အိမ်မက်သေးမှရောတွေ့ခဲ့ရတဲ့အမျိုးသမီးကတယောက်သေးပါပဲ။ lab ခန်းထဲကနေခန္ဓာကိုယ်အောက်ပိုင်းသွေးတွေရွှဲနေနေတဲ့အမျိုးသမီးကတက်လျာနောက်ကိုဒေါသတကြီးလိုက်နေတယ်လို့အိမ်မက်ဆိုးကြီးလည်းထပ်မက်လာခဲ့ပါတယ်။သူကနေကြီးအိမ်မက်သေးကိုလည်းတပုံစံနဲ့လာခဲ့ဘူးပါတယ်။နေကြီးကိုပြန်ပြီးမေးကြည့်တဲ့အခါ lab မှာသူနဲ့အပြန်လန်ဆွေးနွေးပြီး research အတွက်ကူညီပေးနေတဲ့ခင်သစ်စာအောင်ဆိုတဲ့အမျိုးသမီးရဲ့ပုံစံနဲ့တထက်သေးပါပဲမမ တက်လျာကြုံနေရတာတွေကိုခုမမကိုပြောပြသလိုမျိုး နေကြီးကိုမပြောပြရသေးပါဘူးတက်လျာကိုဘသာအရင်အဖြေရှာကြည့်ကျင်သေးလို့ပါနေကြီးနဲ့ကလက်ခမ်းမှာတွေ့နေကြမခင်တစ္ဆာအကြောင်းကိုဆွေးနွေးလို့တိတ်အဆင်မပြေဘူးသူစမ်းစစ်အရန်ဖြစ်နေတယ်သူ့ကိုခင်မင်လို့ကူညီနေတယ်ဆိုတဲ့ခင်တစ္ဆာကိုခုထိတက်လျာမျက်လုံးနဲ့လုံးဝမမြင်ဘူးသေးဘူးမခင်တစ္ဆာဟာတကယ်ရှိမနေဘူးလို့တက်လျာပြောရင်မမဆက်ဆက်မိမှာပါနော် တကယ်မရှိတဲ့သူကိုနေကြီးဘလို့မြင်နေရပြီဘလို့အကူအညီရနေလဲဆိုတာတက်လျာမစင်းစားတတ်ခဲ့ဘူးနောက်ဆုံးသူ့စီမှာခင်သစ္စာရဲ့အုံဆောင်ပစ္စည်းဘလို့ရလာလဲဆိုတာကအစတက်လျာခေါင်းရှုံအောင်စဉ်းစားနေရတယ်တက်လျာကြုံရတာနဲ့နေကြီးကိစ္စတွေဟာဆက်နွယ်နေတယ်လို့ခံစားရတယ်မမမမရောဘလို့သုံးသက်ချင်လဲအမကတက်လျာအမေကိုမဖြေသေးပဲပြန်မေးသည်နေကြီးစီမှာအုံဆောင်ပစ္စည်းရောက်နေတယ်ဟုတ်လား ုအဲ့ဒီပစ္စည်းဘယ်ရောက်နေလဲတိလာတက်လျာတက်လျာမျက်မှောင်ကိုကြုံထားလိုက်ပြီးစဉ်းစားကြည့်နေသည်တစ်သားဘူးလေးမမညီကြီးကပြန်ပြီးအယောင်တင်ပေးဖို့တဲ့ယူလာတာဘိုးမပိုင်ရှင်နေမယ်ထွင်းထားသေးတယ်နောက်ပြီးခင်သစ်စာကနွမ်းပါပုံရလို့ရလို့တဲ့နှစ်ချက်ဝယ်ပြီးလက်ဆောင်ပေးမယ်လို့ပါပြောသေးတယ်အမကတက်ပြင်းတစ်ခုကိုလေးကန်စွာချလိုက်သည်အင်းခတ်တော့နေပြီ ဲ့ဒီကလေးမကတော့ဒုက္ခပဲတလျာနေကြီးကို နားဝင်အောင်ပြောပြီးမမစီခေါ်လာခဲ့ပါခုချိန်မှာမမသုံးသက်တဲ့အမြင်ကိုပြောဖို့ထက်နေကြီးကိုတတ်ဆိုင်တဲ့နေရာရောက်တိုင်းထိန်ချုပ်လွှမ်းမိုးထားတာဘလို့အခြေအနေထိလဲလို့မမတိမဖြစ်တော့မှမို့တယ်ဝိုက်တော့အပြင်တက်လျာမှာလဲလာပတ်သက်နေပြီဆိုတော့လေဟုတ်မမနေကြီးကအရန်ကောင်းပါတယ်ဒီလိုမေးတာမျက်နာတွေကိုသူလုံးဝမလုပ်တာတော့သေးကြတယ် ဒါပေမဲ့တက်လျာသူ့ကိုပြောတင်းတလို့ပြောပြပြီးနားချကြည့်ပါမယ်။မမရှေ့ရောက်လာအောင်စူးစမ်းကြည့်ပါမယ်နော်။အမကကောင်းကြီးပြရင်ပထမတော့ရန်ကုန်ရောက်မှလာတွေ့ဖို့ပြောမလို့ပါပဲ။ဒါပေမဲ့နေကြီးစီမှာရှိတဲ့အဲ့ဒီပစ္စည်းတွေဗမာရှိတယ်လေတော့မမြန်သိမှရမယ်တက်လျာ။တက်လျာတယောက်မတ်ဂျူလီယာဆိုတော့အမနဲ့စကားပြောပြီးတကလာနေကြီးကိုနားဝင်အောင်ပြောကြည့်ဖို့တွေးကစိတ်မောနေမိတော့သည်။ ကြောက်တုံးကိုရင်ညစ်တာမှလွယ်လေအုံးမီဟုတွေးမိသည်တက်လျာဟိုတယ်ဝင်းထဲကကြောက်ခင်းလန်းလေးတွေအတိုင်းလျှောက်ခဲ့ရင်တဲခူရအခန်းလေးစီပြန်ခဲ့သည်ညနေရေထဲဆင်းဆော့အပန်းဖြေမိညစာစားပြီးမှသာ နေကြီးကိုစပြောတော့မီဟု တွေးလိုက်တော့သည်နေကြီးနင်းနဲ့ကလေးလေးနက်နက်ဆွေးနွေးမရမယ့်အကြောင်းတစ်ခုရှိနေတယ်မနက်စာ breakfast သွားမစားကြမီး ကြိုးစောထား၍ပြင်ဆင်ပြီးစောင့်နေသောတက်လျာကစကားဆလိုက်သည်ဖြောင်းဆင်းသောစပင်များကိုဖိတိနေရင်းနေကြီးနားထောင်နေသည်နေကြီးမျက်နှာကလည်းခရိုင်းထက်လေးနက်နေပြီးမျက်မှောက်နှင်းငယ်ကျုံနေသည်အောင်ထင်ရသည်မှန်နေမှတဆင့်နေကြီးမျက်နှာကိုတက်လျာမြင်နေရသည်တစ်သားထိုင်ကုန်လေးပေါ်မှထိုင်နေသောတက်လျာတယောက်နေကြီးထံမှ စကားပြန်မရ၍သူမရဲ့ဆန်ဒယ်ဖက်နှက်ကြိုးလေးများအားငုံ၍ချိတ်တက်နေလိုက်သည် နင်ပြောချင်နေတာကိုငါသိပါတယ်ခင်သစ်ဆောင်အောင်ကြောင်းမလားနေကြီးကပါနတ်သူမို့တက်လျာကိုဘာပြောချင်နေသည်ဆိုတာသိနေသည် သို့သောရှေ့ပြေဟောတဲ့အမကိုပါဒီကိစ္စရဲဆွဲသွင်းပြီဆိုတာကို နေကြီးလက်ခံမိဟုတက်လျာမထင်မိကြေအနှဲငယ်ဆိုးရွနေမိသည်အေးဟုတ်တော့ဟုတ်တယ်ဒါမဲ့လေဒီကိစ္စကိုငါတို့နှစ်ယောက်တည်းဖြည့်ရှင်းတာတည်းဆိုင်ရင်တယောက်ယောက်ကြားခံထားပြီးဖြည့်ရှင်းမလားလို့ ပြီးတော့ဒါအောင်နေကတာမန်ဖြိုးဖြစ်စင်မဟုတ်ဘူးလို့တွေးနေတာမှလားတက်လျာအနည်းဆုံးတော့ငါယူနေတာမဟုတ်ဘူးခင်သက်ဆောင်ကတော့တခုခုလွဲနေတယ်မလားနေကြီးကတက်လျာကိုစူးစိုက်ကြည့်ရင်းမေးလာသည်နေကြီးဒေရိုးဆန္ဒမဆန်းပေမဲ့ခုကိစ္စမှာနေကြီးကလိုရာထက်မြန်ဆန်ပြတ်သားလွန်းတယ်လို့ခံစားရသည်အေးနေကအဲ့လိုလမ်းစာဖွင့်ပြီးတော့လေငါအွယ်ဝိုက်မနေချင်တော့ဘူးပေါ့ဟာဟုတ်တယ် အရင်ကနင့်စိတ်ချမ်းမာရေကိုပူတယ်။ခုချိန်မှာငါပိုစိတ်ပူတာကငါတို့ကြားမှာတဘာဝလွန်နာတွေဖြစ်နေပြီလို့တန်တရားရှိလာတာပဲ။တခါတလေနင်တခုခုရဲ့ possessive ဖြစ်နေတယ်လို့ငါခံစားရတဲ့နေကြီး။နင်နဲ့ငါပြဿနာထပ်ဖြစ်မှာဆိုလို့ငါအစည်းတန်းဖြစ်တော့ကဘာမြင်လိုက်ရတယ်ဆိုတာကအစာမပြောဖြစ်တော့ဘူး။ဒါပေမဲ့မတ်ဂျူလီယာကိုတိုက်မိမိတယ်။မတ်ဂျူလီယာကကန်းချီမှာနင်နဲ့တွေ့တဲ့အမလေး။ နေကြီးကတက်လျာကိုခတ်စိမ့်စိမ့်တစ်ချက်ကြီးလိုက်သည်ပြီးနောက်တက်ပြင်းချကခေါင်းငုံသွားသည်ငါကနင်းစိတ်ကျမ်းမာရေကို ပူနေပေမဲ့ငါကိုယ်တိုင်သတိထားခံစားမိတာရောဒီကိစ္စကဇမျောကြီးထားဖို့မတင်တော့ဘူးယူဆလို့သူနဲ့တိုင်မင်တာပါ သူကအတင်းလျော်ဆုံးလို့ငါထင်တယ်နောက်ပြီးအမကလေနင်ကန်းချီမှာအိမ်မက်ရောင်နေကလေးကရိမ့်မိနေတာပြီးတော့နင်းမှာမူးမမှန်တဲ့ပစ္စည်းတစ်ခုခုရှိနေတယ်လို့ယူဆတဲ့အတွက် ငါခင်သစ္စာအောင်ရဲ့တည်သားဘူးလေးကြောင့်ပြောပြလိုက်မိသေးတယ်။တက်လျာစိုးရိမ်ထားသလိုဖြစ်မနေပဲနေကြီးတင်းငိမ်အေးဆေးစွာပြတင်းပေါက်စီတို့ထားလျှောက်သွားပြီးခန်းစည်းကြိုးစားများကိုဆွဲဖွင့်လိုက်သည်။အေးပါနင်းစေတနာငါနားလဲပါတယ်။နင်ကလည်းငါတိထားတာလေးတချို့ပြောပြမလို့ပါပဲ။ prefer စားပြီးရနဲ့ပြောပြမယ်။လာအရင်တော့စားကြရဲ့ဆိုလေငါဘိုက်စားနေပြီ တက်လျာအခက်အခဲတစ်ခုကိုကြော်လွားလိုက်နိုင်တယ်လို့ပေါ်ပါသွားသည်။တငယ်ချင်းနှစ်ယောက်အခန်းတော်ပေ၍ထွက်ခဲ့ကြသည်။ Cherry သားဖြင့်ပြုတ်လုထားပုံရသောတစ်သားဘူးခုံခုံလေးကိုကား dashboard ထဲမှဆွဲထုတ်လိုက်သည်။ဒီတစ်သားဘူးလေးကိုခြင်လိုက်တိုင်းမှာတင်းကျပ်လေးလံသောစိတ်တို့ဖြစ်လာရသည်ကို နေကြည်ခံစားရလေးရှိသည်။ယနေ့မနက်တက်လျာနှင့်ဗနက်စာစားချိန်တုန်းကလက်မှာကြုံခဲ့ရသည့်ဖြစ်ပျက်ချို့ကိုပြန်လည်တုတ်သက်ဆွေးနွေးကြရင် သူမတို့နှစ်ဦးကြားပုံမှန်မဟုတ်သောအရာတို့ကြုံတွေ့နေရသည်ကိုနေကြီးလက်ခံပေးလိုက်ရသည်။နေကြီးကိုယ်တိုင်ခင်သက်ဆောင်ဆိုသောအမျိုးသမီးဖြစ်အိမ်မဆိုးများတဲ့မကြကနာပိတ်လောင်ခံနေရသလိုညာမျိုးတွေကိုလည်းရတန့်ချင်နေမိသည်မဟုတ်ပါလား။ခင်သက်ဆောင်နဲ့သူမတို့ပတ်သက်မှုတွင်ပုံမှန်မဟုတ်သောအရာများရှိနေသည်ကို ခင်သက်ဆောင်အနာတွင်ရှိမနေမှနေကြီးတတိပြုမိတတ်သည်။ အတူတူရှိနေချိန်များမှာဆိုနေကြည့်ပုံမှန်စိတ်အတိုင်းပြုမှုပြောဆိုမရဘဲထိမ့်ချုပ်ခံနာရသလိုဖြစ်နေတတ်သည်ခင်သစ္စာအောင်မှာနေကြည့်ကိုမူမမှန်သောခိုင်းစေမှုများပြုတတ်ခြင်းနေကြည့်တို့စေတက္ကသိုလ်တင်ယိုးများထက်ရှေးကြသောတုံးနှုံများကိုသာတုံးတတ်ခြင်းဤပညာပိုင်းဆိုင်ရာအကြောင်းများကို လုံးဝကြားနာကြားဘူးနာဝမရှိခြင်းအာယုံတစ်ခု အလုတ်တစ်ခုတည်းကိုသာထပ်တလဲလဲပြုနေခြင်းစသည်ဖြင့်ချိန်ဖန်များစွာတွေ့ကြုံနေကြရသည်နေကြီးအိမ်မက်များတဲကခင်တစ္ဆာအောင်ဤအသွင်မှာလဲအမြဲကြောက်မဖွယ်ကောင်းနေသည် ခင်တစ္ဆာဤကိုပိုင်တသားဘူးလေးကို ပြုပြင်ပေးဖို့ယူလာချိန်မှစ၍ထိုအိမ်မက်ဆိုးများဆက်ကဆက်ကမှတ်လာတော့သည်နေကြီးရဲ့စိတ်တို့သည်လဲစူးစီးနိုင်စွာနဲလာသလိုခန္ဓာကိုယ်ဤပင်ပန်းနှွမ်းနေမှုကြောင့်အလုတ်လုတ်ရာမှာလဲမတွင်ကျဲတော့ပေ နေကြီးအပေါ်တက်လျာဤတတိပေးစကားများကြောင့်လည်းမိမိကိုယ်တိုင်ဖိစီးမှုများလွန်ပြီးစိတ်ကျမ်းမာရေးထိခိုက်လာခြင်းလားတဘာဝလုံအကြောင်းတရားများလေလားဟုမဖြစ်မနေအဖြေရှာရတော့မည်အခြေအနေဖြစ်လာခဲ့သည်နေကြီးအဲ့ဒီဘူးလေးကိုငါတို့ဟိုအမစီယူသွားပြကြရအောင်ဒါမှငါတို့လည်းစိတ်ရှင်းသွားမှာတက်လျာနေကြီးကြောနောက်မှနေ၍တသားဘူးလေးကိုကြည်ရင် ပြောလိုက်သည် စားတွေ့တုန်းကလိုခတ်မိမ့်မိမ့်မွဲ့မွဲ့ရောင်စင်းနဲ့ပတ်တာများခြောက်နေသောဘူးလေးမဟုတ်တော့နေကြည်ပြုပြင်ပေးထား၍ပေါ်လေတင်ထားပြီးနောက်ပြောင်းတင်းပြီးတရက်နေသည်ကြစ်လစ်နေသည်တတာဘူးကိုကင်ထားသော နေကြည်မျက်လုံးများအယောင်ပြောင်းလာသလိုတက်လျာခံစားမိသည်တက်လျာနေကအဲ့ဒီမိမကိုယုံလို့လားငါတို့ကဆရာဝန်တွေဖြစ်ပြီးသူ့ရှိမှကိုတိတ်ခါကိုချတယ်လို့ဖြစ်မယ်လို့မထင်ဘူးလားရဲ့ ဟဲ့နေကြီးခုချိန်မှာနင့်အတွက်ဖြေရှားဖို့ကအရေးကြီးနေပြီမဟုတ်လားဘာမဟုတ်တဲ့ကိစ္စလေးလို့သဘောထားရကနေငါတို့ research လုပ်နေတဲ့လမ်းကြောင်းရပ်ပြရမယ့်အခြေအနေကြီးဖြစ်နေတယ်မလားနောက်ပြီးခင်သစ္စာဟာနင့်စိတ်အခြေအနေကြောင်းမဟုတ်ပဲနောက်ဆက်နေတဲ့နာနာဘာဝဆိုရင်တော့သူ့ကိုဘလို့ဖြေချင်းရမလဲဘာလို့ပေးရင်အဆင်ပြေသွားမလဲတခုခုတော့နီးလန်းရှိမယ်လေကျမ်းမာရေးလိုအပ်ချက်တွေအတွက်ငါတို့လိုဆရာဝန်တွေစီ လူတွေလာပြကြရတယ်လို့ပဲဒီလိုပြရလောကကိစ္စအတွက်သက်ဆိုင်ရာနယ်ပယ်ကလူတွေအကူအညီယူတာမဆန်းမှုမဟုတ်လားနောက်ပြီးညီကဒီလိုကိစ္စမျိုးတွေတန်ဃာတွေကင်တွယ်ဖြည့်ရှင်းရင်ဝင်းကြီးနဲ့မညီအောင်တွန်းအားပေးတယ်လို့ဖြစ်မယ်လို့ဘာလို့အယူဆမျိုးတွေရှိတော့မန်ချူလီယာလိုလူမျိုးတွေနဲ့ချိတ်ဆက်ပေးတာတင့်တော်မဲလို့ငါတွေးမိတာပါဟဲမပြေးတော့ကံရရှိဆိုတဲ့စကားအတိုင်းလုပ်ကြည့်ကြတာပေါ့နော် ရှေရှေဝဝေးရှင်းပြနေရတာကိုစိတ်မရှိခြင်းတလို့ဖြစ်လာတော့တက်လျာကို အာနာမိ၍နေကြည်တပြင်းချလိုက်သည်ကဲကဲထားတော့ငါတို့အခုကမ်းခြေမှာသူရှိနေတဲ့နေရာကိုတွားရမှာလားရန်ကုန်ရောက်မှသူဟောတဲ့နေရာတွားမှာလားခုကသူအပန်းဖြေခရီးထွက်လာတာဆို အာနာစရာကြီးမဟုတ်လားငါမတ်ကျူတရာကိုပြောထားပြီးပြီနေကြည်သူကိုယ်တိုင်ကနေနဲ့စတွေ့တဲ့အခြေအနေကိုကြည့်ပြီးသဘောမကျဖြစ်နေတာစိုးရိမ်ပေးနေကြတာသိလား ါကြောင့်ရန်ကုန်မြောက်ခင်ကြောင်းရင်းရှာပါဒီကိစ္စကိုနှစ်မကုန်ခင်အမြန်ဆုံးဖြေရှင်းနိုင်ပါလိမ့်မယ်လို့လည်းငါ့ကိုပြောလိုက်တယ်။နင်လက်ခံပြီဆိုတာနဲ့သူ့စီအမြန်ဆုံးပြန်လာခဲ့ပါမယ်လို့ငါ့ကိုပြောခဲ့တယ်။နေကြီးတက်လျာအစီအစဉ်နဲ့အတိုင်းလိုက်ဖို့စိတ်ပိုင်းဖြတ်မိတော့သည်ဂျူလီယာမှာတစ်သားဘူးလေးသူမလက်ထဲကိုအနှံလာတဲ့နေကြီးနဲ့တက်လျာကိုဂယုနာသက်စွာကြည်နေမိသည် ထထမြမြနဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်ကိုစီရှိတဲ့ကလေးမလေးတွေဘလောက်တောင်စိတ်ပင်ပန်းရှာလိမ့်မလဲဒေါသဆွဲကြီးနေသောဒေါသဆွဲကြီးသောနှင်းချို့ပရာလောကသားတို့ဆိုတာရံဖန်ရံခါတတော်ခါခါအောင်ယူးနေသောလူများနဲ့သဘောတရားတူသည်သူတို့ရဲ့စိတ်ကလွန်စွာ အဆိုးမရသောသဘောကိုစောင့်သည်မဟုတ်ပါလားသူတို့စိတ်အဆွဲဖြင့် အချင်းချင်းအကောင့်ထဲပေါ်၍မဆုံးသမျှသောကိစ္စရပ်တို့ကို အကြောင်းတိုက်ဆိုင်စွာတူညီသောနယ်ပယ်မှလူသားကြားခံရောက်လာပြီးဆိုပါကဆက်လက်လှုပ်ဆောင်ရန်မပြတ်စေ့စော်သောသဘောရှိတတ်သည်ထိုကြားခံလူမှလည်းမိမိရုပ်ခန္ဓာနှင့်စေ့စော်ခံနေရသော စိတ်တို့ကြားပြားများရတတ်သည် ရေရှည်ဖြစ်လာလျင်လူသား၏ပကတိစိတ်အရင်ခံမှာပါပုံမှန်တွေးခေါ်နိုင်စွမ်းနည်းလာတာပဲဖြစ်ဖြစ် စိတ်ဖောက်ပြန်တာပဲဖြစ်ဖြစ်ကြုံတွေ့ရတတ်သည်ပင်ကိုစိတ်အင်အားနည်းသူများကိုသာဆိုလိုပါသည်ယူလီယာအနေနဲ့တာဝန်ရှိတဲ့အတိုင်းကလေးမနှစ်ယောက်ကို နောက်နေ့အစည်းအဝေးအတွက်ပြင်ဆင်ရန်မှာကြားလိုက်သည်နေဂျီနဲ့တက်လျာမမတို့မနှက်ဖြန်ကိုဒီနာဝင်းကျင်က မြင့်တဲ့တောင်ကုန်းနဲ့ဇေဒီရဲ့တစ်ပင်ကြီးတွေရှိတဲ့နေရာရေကိုမနှက်9နာရီမထိုးခင်သွားကြမယ်ညီမတို့လိုက်လာပေးရပါမယ်နော် အဖြူရောင်ဝစ်စားပါလာရင်ဝစ်ခဲ့ပေးကြပါ လောကပါလာနတ်တွေနဲ့စီမင်းနဲ့နမိတ်ဆောင်တွေကိုဂါရဝအပြူပူဇော်ဖို့ပြီးရင် အာနာဇတ်ခံယူဖို့လိုအပ်တာတွေမမအစာနဲ့ရေးပေးလိုက်ပါမယ်အဲ့ဒီကိုရောက်တဲ့အခါမှာလဲတီလာယူတရားထိုင်ပရိစိတ်တွေနိုင်ဝတ်တော့လောက်ကြရပါမယ်နော် သူမရဲ့စကားများကိုတက်လျာဆိုတဲ့ကလေးမက ပို့ပြီးလိုလားဟန်ပြတော့လဲနေကြီးကတော့ မယုံမလွန်သဘောမျိုးပြသည်ဂျူလီယာကတက်လျာကိုအာယုံညွတ်တော့လောလောဆယ်မှာပရာဆန့်ရွင်မှုအငွေသက်ရှိမနေပေနေကြီးကိုစိတ်အာယုံညွတ်ကြည့်ပြန်ဟာနေကြီးကိုကလာတော့ရောင်ဝါမှာညိုမိုင်းညင်နွမ်းခြင်းအတွင်ဆောင်ပြီးလေးလံဖီစီသောစိတ်ခံစားချက်ကြီးကိုပါဖြန့်ချက်ထားသည်ယောဂဗျာနှင့်နာကျင်မှုအငွေသက်လည်းကြီးစိုးနေသည် ထို့ကြောင့်နေကြီးလက်ကဝိနေရာကို ပိယိတ်ကျိုးနှင့်ရစ်ပတ်ချီပေးလိုက်ပြီးနောက်ဂျူလီယာကသူမနေရာမှာပင် နေကြီးကိုယနေ့အတွက်နာယူဝတီတီတရားထိုင်စေလိုက်သည် နေကြီးစိတ်တွင်ဆေးရုံ အလုံးနေရာဌာနမိမိစာလေးလာနေသောနေရာများအားလုံးကိုပြည့်စည်သောသဘောချုပ်ငိမ့်သောသဘောအစိုးမရသောသဘောကိုမြင်အောင်ကြည့်စေသည်အာယုံထဲမှာတောင်ကြာရှည်စွာ ပုံဖော်မြင်ကြည့်မရသောသဘောတို့ကိုဖော်ဆောင်ကြည့်စေသည် စိတ်ဖြစ်ပြက်ပြောင်းလဲပုံပဝင်းကျင်စေစော်မှုအရာအာယုံနမိတ်ပြောင်းလဲပုံတို့ကိုခတ်တိုးတိုးညင်သာစွာ သူတို့ကြားနိုင်ရုံလောက်အနေထားဖြင့်ပြောပြပေးနေခဲ့သည်ပရထိန်ချုပ်စေစော်မှုကြောင့်အမှတ်တင်ညာဖြင့်အာယုံနမိတ်ဖန်တီးယူစေခြင်းကိုထိန်ချုပ်နိုင်စေရန် အာယုံနမိတ်တွင်ချီနောင်လိုသောသဘောကို ဖြည်းဖြည်းချင်းဖြည့်ရော့ပေးနေသည်။နေကြီးနှင့်အတူတက်လျာပါတရားမှတ်ယူဆိုင်ပြီးနောက စိတ်တွေအထိုက်လျောက်တည်ငြိမ်ခြင်းရရှိသွားကြပုံရပါသည်နေကြည့်မူရာတို့လည်းအနှဲငယ်ပြောပြောင်းလာသည်ဂျူလီယာက သူတို့စိတ်ပေါ်ပါမှုပုံမရစီရန်ပြောလိုက်သည်နေကြည့်စီရောက်နေတဲ့ဘူးလေးကိုမမစီအထားပြီးပြီဆိုတော့ဒီနေ့စိတ်ချလက်ချအနားယူပန်းပြေလိုက်ပါဒီဘူးလေးရဲ့ဆက်သွယ်မှုကိုမမဆက်ရှာလိုက်ပါဦးမယ်ကလေးမနှစ်ယောက်ဂျူလီယာကိုနှုတ်ဆက်ပြီးပြန်သွားကြသည် တယောက်တည်းကြံခဲ့စဉ်ဂျူလီယာကတသားဘူးလေး၏အဖုံးကိုလက်ဖြင့်ပုတ်တတ်ရင်းစူးဆိုင်နေမိသည်မျက်ရည်တွေအာဃာတတွေလွင်စင်ကွဲထက်သွားသောစူးရှသောနာကျင်ခံစားမှုတွေပူနွေးစွာစီကြလာနေသောသွေးများရှိလျာကျန်းရှာသောသပင်ရှိများကိုအရာဝတ္ထုတစ်ခုခုကနေရစ်ပတ်ဆောင်ဆွဲရမှဖြစ်ပေါ်လာသော ပြင်းထန်သည့်နာကျင်မှုရုတ်တရက် ဆိုချက်နာကျင်မှုကကြီးဆိုးလာ၍ဘူးကိုပုတ်တက်နေခြင်းကိုရက်လိုက်မိသည်အင်းမနှက်ပြန်အစီအစဉ်တွေအကောင့်ထဲမဖို့ခင်အဲ့ဒီပရကို စင့်ခေါ်မေးရမယ်အနေထားရှိတယ်တနာစရာနာကျင်မှုကြီးပါလားအလौသဘောကြုံခဲ့ရတာများပြီမို့ဒီကိစ္စကိုလည်းမကြာခင်အချိန်တွင်းမှာဂျူလီယာစိတ်ထဲကဖျောက်ပြစ်ဖို့ခဏတာတရားမှတ်နေလိုက်သည် သို့သောတမဲ့တေသားဘူးလေးနဲ့ရှင်တွဲနေသော ဒေါသအငွေသက်ကြောင့်ဆက်လက်ထိုင်လိုခြင်းမရှိတော့ဘဲသူမထိုင်ရမထားလိုက်တော့သည်ထို့စဉ်ဘင်္ဂလိုအပြင်မှသမီးလေးတို့သားဖာရောက်လာတန်ကြားလိုက်ရသည်မမေရေသမီးတို့ပင်လယ်ထဲဆင်းတော့မယ်ဟိုဘက်ကဘင်္ဂလိုမှာတောင်းနေပြရတာကြားလာနေပြီမမေအလုပ်ပြီးပြီလားလို့လာကြည့်တာမိသားစုအပန်းဖြစ်ရင်ကန်းချီလာတာတောင် အလုပ်ကိစ္စလက်ခံရကောင်းလားဟု သူမသမီးနှင့်အမျိုးသားကညူဆူခြင်းနေ၍သူတို့ကိုလည်းအချိန်ပေးဖို့ပြင်ဆင်ရတော့သည်နေကြီးတို့ကိစ္စပေါ်လာ၍နေတဝက်နေပါတငယ်ချင်းမိသားစုများရှိရာဘန်ဂလိုမှာသူတို့သွားဆောင်ပေးနေရသည့်အတွက် အာနာစိတ်လည်းဖြစ်မိသည်မဟုတ်ပါလားမမေခုပဲလာတော့မလို့ပါသမီးလေးရေ အခန်းတကားတော်နဲ့တပတ်အပိုလေးတွေယူပြီးထွက်ခဲ့တော်သည်ဂျူလီယာထွက်သွားခဲ့ပြီးနောက် ဟိုတယ်ခန်းတွင်ဇပွဲခုံပူတွင်ကျန်နေခဲ့သောတစ်သားဘူးလေးသည်ဇပွဲအစွန်းနေရာသို့စက်ကနေရွေသွားတော်သည်ဟုတ်ကဲ့ပါရှင်ဆီယာမဂျူလီယာမြင့်သိန်းရေးသားထားတဲ့ဖီယန်ကျန်သောစက်ထုံးများဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းလေးကိုဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်အပေးနာစင်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်